မိသားစုများတဲ့လူကြီးမျိုးတို့အတွက် supply developer ကအစ်စ်ထပ်မံဆောက်လုပ်လိုက်တဲ့ supply elegance သုံးထပ်လုံးချင်းအင်လေးကို GNG townhouse ကနေပြီးတော့မှ မိတ်ဆက်ရောင်းချပေးနေရပဲဖြစ်ပါတယ် supply project တွေကတော့အတွင်းကဖွဲ့စည်းပုံတွေကအရန်ကျယ်လေးကြောင့်မို့ပြရတဲ့ဈေးနဲ့ပြရတဲ့ quality ကလည်းအရန်ကိုကောင်းပါတယ်ဗျအဲ့တော့ video လေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြအောင် ကျွန်တော်အခု466 square meter super narrow လုံးချိန်အိမ်ကိုလိုက်ပိုင်မှာဖြစ်ပါတယ်ဒီလုံးချိန်အိမ်က space ကလည်းတော်တော်လေးကိုကျေပါတယ်ဗျကျွန်တော်တို့အဆုံးထိအဲ့ပါကြည့်ရှုရအောင်သူကဝင်လာခြင်းမှာဆိုရင် living room area ကိုဖွဲ့စည်းပေးထားတာတွေ့ရပါဗျ dining room area ကိုသွားကြည့်ရအောင်ဝါအခုမြင်တွေ့နေရတော့ island table ပဲဖြစ်ပါတယ်တော်တော်လေးကိုကျေပါတယ်ဗျတွေ့ရဲ့မှာဆိုရင် kitchen တစ်ခုရှိပါတယ် kitchen လေးကတော့ spray kitchen ပဲဖြစ်ပါတယ် ီအနောက်ဘက်မှာဆိုရင်ဒူပြက်ကစ်ချန်လေးဖွဲ့စည်းပေးထားပါတယ်ဗျစပိတ်ကလည်းတော်တော်လေးကိုကျဲပါတယ်အခြားခရီးအကိုသွားကြည့်အောင်ဒီမှာဆိုရင်ပထမအိတ်ခံလေးကိုဖွဲ့စည်းပြီးတော့တွေ့ရပါပြီဗျ။ဒါတည်းကတော့ပထမအိတ်ခံပဲဖြစ်ပါတယ်။သူ့ရဲ့ကဲမှာဆိုရင်အင်တိုင်းဂျူကန်ခံဖွဲ့စည်းပြီးထားပါပြီဗျ။ ဒီနေရာမှာဆိုရင် storage room လေးလည်းဖွဲ့စည်းပေးထားတာကိုတွေ့ရပါတယ်။ဒါကတော့အထက်တိုင်းကိုသွားလို့ရတဲ့ကိုယ်ပိုင်တက်လီကားဖြစ်ပါတယ်။အပေါ်ထက်ကိုသွားပြီးကြည့်အောင်ဝေါ်ဒါတော့ဒုတိယအထက်ပဲဖြစ်ပါတယ်။သူရှော့သွားလဲလေးကလည်းတော်တော်လေးကိုကျေပါရဲ့ဗျ။ဒါကတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်။ ဒုတိယအိတ်ခံကိုသူကလီဘရိုအနေနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျ။စီလီကလည်းအရန်ကိုမြင်ပါလား။သူကဲမှာဆိုရင်တော့သူကအောက်တော့မှာဆိုရင်ထိုင်လို့ရတဲ့နေရာထိုင်ကလေးပြင်ဆင်ပေးထားပါဗျ။အရန်ကိုလာပါတယ်ဗျ။သွားပြီးတော့အချားလေးအောက်ကိုသွားကြည့်အောင်။ဒါတော့တတရားမြောက်အိတ်ခံပဲဖြစ်ပါတယ်။အခုမြင်တွေ့ရတဲ့ space ကြီးကလည်းတော်တော်လေးကိုကျယ်ပါတယ်ဗျ။ ောက်ဆက်လို့ရှိမယ်သူရဲ့ကဲမှာဆိုရင်ဖိုင်လက်တစ်ခုဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ထပ်ပြီးတော့အခြားလျှောက်ကိုတော့ကြည့်ရအောင်ဒါတွေကတော့လီခန်းမြောက်အိတ်ခန်းပဲဖြစ်ပါတယ်သူရဲ့ကဲမှာဆိုရင်အင်တာဂျူကန်ခန်းဖွဲ့စည်းပြီးထားပါတယ်ဗျထပ်ပြီးတော့အပေါ်ထပ်တော့ကြည့်ရအောင်အခုမြင်တွေ့ရတော့ဒါကတော့ သုံးထပ်မြောက်ပဲဖြစ်ပါတယ်စပေးကလည်းအရန်အရန်ကိုကျဲပါတယ်ဗျဒီနေရာမှာဆိုသူက music room အနေနဲ့ဖွဲ့စည်းပေးထားတာကိုတွေ့ရပါတယ်ဒါတော့ငါးခန်းမြောက်အိတ်ခန်းပဲဖြစ်ပါတယ်ငါးခန်းမြောက်အိတ်ခန်းကိုသူက living room အနေနဲ့ဖွဲ့စည်းထားမယ်သူရဲ့ကဲမှာ toilet တစ်ခုရှိပါတယ်ဗျထပ်ပြီးတော့အခြားနေရာကိုတော့ကြည့်အောင် ဒါတော့အောက်တုံးမှာထိုင်လို့ရတဲ့နေရာထိုင်ခင်းလေးပြင်ဆင်ပေးထားပါရဲ့ဗျ။ဒါတော့6ခန်းမြောက်8ခန်းပဲဖြစ်ပါတယ်။သူ့ကဲမှာ toilet တစ်ခုရှိပါတယ်။ဒါတော့နောက်ဆုံး8 9ခန်းမြောက်8ခန်းလေးပဲဖြစ်ပါတယ်။ဒါကလေးရှိတဲ့မိသားစုတွေအတွက်ဖွဲ့စည်းပေးရတဲ့ကလေး8ခန်းလေးပဲဖြစ်ပါတယ်။တော်တော်လေးကိုလာပါရဲ့ဗျ။ space ကလည်းအရန်ကိုကျေပါတယ်။သူ့ရဲ့ကဲမှာ toilet တစ်ခုရှိပါတယ်။ ဲ့တော့ super light elegance တုံးထက်လုံးချိန်လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုရင်လည်းပဲဖြစ်ဖြစ် အောက်မှာပေးထားတဲ့ fiber နဲ့ phone ဘက်မှာဆက်သွယ်မြင်မြန်ဆုံးဆန်းနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ condo နဲ့လုံးချိန်ရင်တွေဝယ်မယ်ဆိုရင်တော့ GNG Thai House Space ကိုဆက်သွယ်မြင်မြန်ဆုံးဆန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။